episode တန်းမှာတော့ဘယင်ကဂျီယောင်ဘာဖြစ်နေလဲဆိုတာကိုမသိဘဲနဲ့တယောက်တည်းစောင့်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းဂျီယောင်တယောက်ကတော့အချုပ်ထဲမှာဖမ်းဆီးခံထားရပါတယ်။အဲ့ဒီအချိန်မှာတော့စပုံမှုတွေကဂျီယောင်ကိုစိတ်ပူနေခဲ့ပြီးအားကိုးစရာဆိုလို့ဘယင်မဲရှိလို့တွက်ပြောကြဖို့လုံနေတော့အထင်းတော်ရောက်လာခဲ့တာပေါ့။အဲ့ဒီနောက်မှာတော့အထင်းတော်ကိုပြောပြလိုက်ပါတယ်။တစ်ဖက်မှာတော့ဘယင်ကဂျီယောင်ကိုပြောမဲ့စကားတွေကိုလေ့ကျင့်ကစိတ်ကူးရင်နေခဲ့ပေမဲ့တကယ်ရောက်လာတာကအထင်းတော်ဖြစ်နေခဲ့တာပေါ့။ ။အဲဒီနောက်မှာတော့အထင်းတော်ကမင်းသားလေးချင်းမြောင်းကဂျီယောင်းရဲ့အဟင်းလျာကိုစားပြီးတေတော့မလို့ဖြစ်နေတာကြောင့်အချုပ်တဲကိုထည့်ထားကြောင်းပြောလိုက်ပါတယ်။ဘရင်လည်းကြားကြားချင်းလိုက်သွားကာ အချုပ်တကားကိုဖွင့်ခိုင်းခဲ့ပေမဲ့တော့တွေကိုတော့ဂျင်းမြောင်းရဲ့အမေကယူသွားတာမင်းကြီးလည်းရိုက်ဖွင့်ဖို့ပြောနေတဲ့အချိန်မိဖုရားရောက်လာခဲ့ပါတယ်အခြေတင်စကားတွေများနေကြရင်တကယ်လို့ဂျီအောင်ဟင်းပွဲမှာသာအစိတ်ပါခဲ့ရင် သူလည်းနေမကောင်းဖြစ်မှာပေါ့လို့ပြောလိုက်တော့မိဖုရားလည်းနန်းလူမကိုဆိုတာကြောင့်ဂျီအောင်နဲ့ဘယင်တို့ပေါင်းကျန်တယ်လို့ဆွဆွဲနေခဲ့တာကြောင့်စိတ်တို့ကဓာတ်ကိုဆွဲထုတ်လိုက်ပြီးရွယ်လိုက်ပါတယ် အဲ့ချိန်ဂျီယောင်းကတားလိုက်ပြီးသူအပြစ်မရှိကြောင်းကိုတက်တည်ပြမယ်လို့ပြောလိုက်ပြီးမလုပ်ဖို့ကိုလည်းတားလိုက်တာကြောင့်ဂျီယောင်းစကားကိုနားထောင်နေပြင်လဲတခါရေဓာတ်ကိုပစ်ချလိုက်ပါတယ်မင်းနဲ့ငယ်လေးနဲ့ခဏလောက်အသီးခံဆောက်ပေးဖို့ပြောနေခဲ့တာပေါ့တဖက်မှာတော့မိဖုရဲ့ကောင်းကြီးကဒီမင်းသားကိစ္စကဘယင်းနဲ့မဆိုင်လောက်ဘူးလို့ထင်နေပြီးသူကတကယ်တက်ချင်တယ်ဆိုရင်အစိတ်ခတ်စရာတော့မလိုဘူးလို့ပြောနေခဲ့တာပေါ့အဲ့ဒီအချိန်မင်းသားကြီးဂျေဆန်ကတော့ကျင်ရော်မရဲ့လက်ဆလက်နာကြောင့်အဆင်ပြေနေပြီးနန်းလူမဲ့ကိစ္စကို တိုင်ပင်နေကြတာပေါ့ တဖက်မှာတော့ဘရင်ကမင်းသားစားရဲ့အစားအစာလက်တလောဘာရီစားလဲဆိုတော့ကိုအင်ချေဟုံးကိုစုံစမ်းခိုင်းခဲ့ပါတယ်။နောက်မှာတော့ဂျီအောင်ရဲ့အစားအသားကြောင့်ဖြစ်နေတာကိုမဟုတ်မှန်သိသွားခဲ့တာကြောင့်မင်းသားလေးစီကိုသွားခဲ့ပါတယ်။အဲ့နေရာမှာမင်းသားလေးအမေကမကြည်မနှက်ဖြစ်နေခဲ့ပြီးဘရင်ကတော့အစားအသောက်ကြောင့်မဟုတ်တာကိုချက်နဲ့လက်နဲ့ပြောခဲ့တာပေါ့။ အဲ့နောက်မှာတော့ဘေးနားကဆေးတွေကိုတွေ့သားပြီးမင်းသားကြီးဂျေဆန်းကမင်းသားလေးဖို့တိုက်တဲ့အားစေးဖြစ်တာကိုသိသွားခဲ့ပြီးစစ်ဆေးဖို့ကိုယ့်ရဲ့နှုတ်ကိုယူခိုင်းလိုက်ပါတယ်။အဲ့နောက်မှာတော့မိဖုရဲ့ကောင်းကြီးရဲ့ထိန်းတော်ရောက်လာပြီးအချုပ်ခံရဲ့တော့ကိုတောင်းခိုင်းလိုက်ပါတယ်။ မိမိရဲ့ကောင်းကြီးကိုရိုင်းကြီအောင်စီသွားပြီးတကယ်ပဲအစိတ်ခတ်ဖို့လောက်ခဲ့တာလားဘယင်နဲ့ပတ်သက်နေတာလားဆိုတာကိုမေးလိုက်တော့ဒီကိစ္စကနှစ်ယောက်လုံးနဲ့မသက်ဆိုင်ဘူးလို့ပြောလိုက်ပါတယ်ဒါဆိုရင်လည်းတက်တေပြဖို့အချိန်၃ရက်ပေးမယ်လို့ပြောလိုက်ပြီးရှာလို့မရရင်တော့ကို့ပါဆုံးတက်လိုက်ဖို့ပြောပြီးဝေသားလေးကိုပေးကလွတ်ပေးလိုက်တာပေါ့စပုတ်ဆောင်ကိုကြီအောင်တို့ပြန်ရောက်လာတဲ့အခါ ။စပုံမှုတွေကတော့ဝမ်းတာခဲ့ကြပြီးဂျီအောင်ကတော့ဘရင်ကိုနေလင်စာဆက်တာဖို့ပြင်ဆင်ခိုင်းနေခဲ့တာပေါ့။တစ်ဖက်မှာတော့ဂျီအောင်စောနဲ့တက်တေကိုမစားမတော့ပဲရှာဖွေနေခဲ့ပြီးဂျီအောင်ရဲ့အတန်ကိုကြားလိုက်မှသာအလန်းတဲလိုက်စားစားစားခဲ့ပါတယ်။အဲနောက်မှာတော့ဘလို့လွတ်လာလဲလို့မေးလိုက်တော့မိပြေကောင်ကြီးကတက်တေရှာဖို့အချိန်၃ရက်ပေးလိုက်တာဖြစ်ပြီးမရှာနိုင်ရင်တော့တက်တေဖို့ဓာပါပေးလိုက်တယ်လို့ပြောတော့ဘရင်လည်းဓာကိုတင်လိုက်ပြီးသူရှိနေရင်ဘသူမှထီလို့မရဘူးလို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ဘရင်နဲ့ဂျီအောင်တို့နှစ်ယောက်သာစုံစမ်းနေခဲ့ပါတယ်။ ညရောက်တဲ့အခါမှာတော့ဂျီအောင်နဲ့ဂုံးဂီတို့မင်းသားတောက်နေတဲ့ဆေးကိုကြည့်လိုက်တော့ဆေးထဲမှာကြွက်ချိနေရတယ်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ဘရင်လည်းမင်းသားရဲ့ဆေးကိုစမ်းတောက်မိတာကြောင့်နေမကောင်းဖြစ်သွားခဲ့ပါတယ်။ဆေးမှာပါတဲ့ကြွက်ချိကဂျင်းစင်းနဲ့မတည့်ရဘူးတမားတော်ကတီးသွားခဲ့တာပေါ့။ ဘရင်လည်းဖြစ်စေကိုချက်ချင်းပဲဖော်ကိုင်းလိုက်ပြီးအတွေ့အရင်ကိုတော့အားစီးထဲမှာပါတဲ့ကြွက်ချေးကိုထဲတဲ့သူကိုစုံစမ်းဖို့စီခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာကျင်ရော်မကတော့စုံစမ်းခိုင်းနေတဲ့တရင်ကိုကြားသွားပြီးအဲ့ဒီမိမကိုနှုတ်ပစ်ခိုင်းမှုအထင်းတော်ကိုခိုင်းလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အထင်းတော်မနဲ့အဲ့ဒီမိမတို့တွေ့သားခဲ့ပြီးတမလို့လုံးနေတဲ့အချိန်မှာဂုံးကြီးရောက်လာကတိုက်ခိုက်ကြရင်သူ့မကိုတတ်တာနင်မဲမလားလို့မေးလိုက်ပါတယ်။အဲ့နောက်မှာတော့အကျိတ်နဲ့တီးနေကြရင်ဂုံးကြီးကတော့မကိုဓာတ်နဲ့ထိုးလိုက်တာကြောင့်အမောက်သွားခဲ့ပါတယ် ဂုံးကြီးတဲ့ဆေးခတ်တဲ့မိမကိုနောက်ွယ်ကလက်မဲကြီးကိုမင်းမလို့လုံနေတော့လောက်ကျန်သူကအဆူပါမိမကိုတက်ပြစ်လိုက်ပါတယ်။အိမ်နောက်မှာတော့ထိန်းတော်မကိုအချုပ်ခန်းထဲမှာတွေ့ရပြီးနောက်ွယ်ကလူကကျင်ရတော်မလားလို့ဘရင်က မေးနေခဲ့ပေမဲ့ဘူးခံပြီးတော့ညင်းနေခဲ့တာပေါ့။နောက်ဆုံးမှာတော့ကျင်ရတော်မစီသွားပြီးတောင်းကျမ်းခဲ့ပေမဲ့တက်တဲ့ယူလာခဲ့ဖို့ပြောတာကြောင့်ဘရင်လည်းတင်းနေခဲ့ပါတယ်။အိမ်နောက်ဖြည့်ဆည်းကိုတောက်လိုက်ပြီးဘရင်လည်းတက်တာလာခဲ့ပေမဲ့မင်းသားကိုတိုက်ဖို့လုပ်တဲ့အခါမှာတော့အစာမရှိတာကြောင့်တက်တယ်လို့ဖြစ်သွားပြီးဂျီအောင်လည်းအားရှိအောင်စံပြုတ်ပြုတ်ပြီးပေမဲ့ ဂျီယောင်ကိုမေယုံနာကြောင့်ဘရင်ကိုယ်တိုင်စားပြလိုက်ပါတယ်အဲ့ခါမှသာမိဖုရားကသူ့သားကိုကြွေးဖို့လွှတ်လိုက်ပါတယ်အဲ့နောက်မှာတော့ဂျီယန်ရမကအထင်းတော်မကိုနှုတ်ပိတ်လိုက်ပါတယ်တစ်ဖက်မှာတော့မင်းသားကြီးကျဲဆန်တို့ကကိုရောင်ထဲမှာဘရင်ရဲ့အဖွားပြည့်သူကိုဖတ်ထားပြီးဝက်ဖဲပြုတ်သုံးဖို့လုပ်နေကလက်တဲကရုပ်ဟာလည်းမိဖုရားကောင်ကြီးရဲ့ပွဲတော်နေမှာပြဿနာဖြစ်အောင်လုပ်မယ်အဓိကအရာလို့ပြောနေခဲ့ပါတယ်အဲ့နောက်မှာတော့ဘရင်လည်းဂျီယောင်ကိုခေါ်ပြီးအနာဂတ်ကိုမပြောင်းစေချင်ဘူးလို့ပြောကပြပြတွေပေးရင်လည်း episode 11မှာပြန်တွေ့ကြမယ်ခင်ဗျ